ရှင်တက်မှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်ကောင်းတက်ကတရားရာဂိုင်းတော့ကောင်းတယ်လို့ကျွန်မမပြောပါဘူးတက်မှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်ကောင်းရင်ကောင်းတာကိုမြင်မှာမကောင်းရင်မကောင်းတာကိုပြုပြင်ဖို့လို့အတွက်ကျွန်မတို့မိသားစုဝင်အချင်းချင်းမောင်နှမအချင်းချင်းအဲတက်မတော်မကောင်းတာရှိလို့ပြောချင်တယ်ဆိုလို့ရှိရင်အပြုသဘောနဲ့ပြောပြီးတော့မှအဲပြောပြီးတော့မှဒါပြည်သူချစ်တဲ့တက်မတော်ဖြစ်လာအောင်ကျွန်မတို့ဆောင်ရွက်ကြဖို့လိုတာဖြစ်ပါလေရှင်ဖေလို့မှပြောတော့လဲနင်းလျက်လက်ခံလို့လားဟမ်ပြောတဲ့လူတွေကုန်ထောင်ချ ဟမ်ဟမ်မဟုတ်တော့တက်ပြတော်ပါသေးတယ်ဟုတ်တယ်မကောင်းတာနဲ့ကောင်းတာလည်းရှိတယ်တော့ကောင်းတာလေးပြောသားပါလို့ဒီပြောတော့ဘာကောင်းလဲဟာကောင်းတယ်ပြောကြည့်ရနေပါလေမင်းအောင်လိုက်နေတက်ချတဲ့ချိန်ကောင်းတာလားဟိုဝေကိုလုံးမရဲ့အဲ့ဒါအစ်စ်တယ်ဆိုတော့ကောင်းပါလားလုံးမဟာမအပြားပြားချင်းပို့နေတယ်ကောင်မ ဟုတ်ကဲ့ဒီနေ့တော့အစင်းနေပဲစအောင်ပေါ့နော်အာလုံးမလီတဲ့ဟွမင်းတို့လေလေမချခင်ရောက်တော့မှာอืมဟဲ့ကျွန်တော်တို့ဒီသတင်းတော့အကုန်လုံးကြားပြီးလောက်ပြီလို့ထင်ပါတယ်ကျွန်တော်တို့ခိုင်းလွတ်တော်အမှတ်တွေတော့တင်းဒီသတင်းကိုတင်းဒီပေါ့နော်อืม ော်ဒီဘဲမျိုးတဲ့ပူထိန်ကွင်းရောစာတင်เจ้าကိုလေးနဲ့ဘုံကျဲတာဆရာဆရာမနှစ်ဦးအပါဝင်เจ้าသားเจ้าဦးဘာကွာပြောရင်ဒေါ်လာကြီးထွက်တယ်เจ้าသားเจ้าသူ90တီးဆုံးသွားတယ်လို့ကျွန်တော်အားလုံးလည်းဒီဒရင်တိပြီလောက်ကြီးထင်ပါတယ်ကျွန်တော်စီရင်လုပ်တဲ့เจ้าသားကြီးကြတော့ လိုက်ဖမ်းပြီးတော့ကြောက်တက်တဲ့ចောင်းသားတွေကြတော့ကလေးတွေမှာဘာပြည့်ရှိလဲကြာဟမ်ပြောပါလေသူတို့အလား PDF ရှိလို့ PDF ရှိလို့ဆိုပြီးတော့တရားခွေးသားတွေအခွေးစကားပြောပါရန်သူကတော့ရန်သူပြည်သားလေဟုတ်တယ်အော်ငါတို့ဘက်ကတော့မင်းစစ်တုံးပဲဟမ်ဟမ်ကောင်းကောင်းမွန်ချူရတယ်ဒံယာရရင် ဆေးထည့်ပေးရတာနဲ့ဆေးကုသပေးရတာနဲ့ဒီတောင်သားတွေကြတော့သူတို့လှုပ်ချင်တိုင်းလှုပ်နေကြတယ်ဒီအာနာရှင်မျိုးမှကျွန်တော်တို့ကအမြင့်ပြအောင်မချေမုန်းရင်ကျွန်တော်ကလည်းဒီကောင်းတွေအင်းငယ်မှာတင်ပြီးတော့ထိုင်ကြတော့နေကြဦးမှာနာပေါ့음သူတို့ဆက်ပြီးရရှိစိတ်အာနာရလို့ရှင်ထိုင်ကြတော့အောင်ရအောင်ထိုင်ကြတော့လည်းမဖင်ချအောင် လက်ရမှာအပေါ်လိုက်ကျုံးမှာဒါမျိုးဖြစ်သွားပြီတနေ့ကမိုးထားမှာဂျာလီဆိုးလေးအေးပါကွာမင်းတို့မှာလည်းမင်းတို့သားတွေသမီးတွေရှိပါရောနော်อืมအဲမင်းတို့ဒီသတင်းကြားပြီးလဲမင်းတို့ဝမ်းသာလဲဝမ်းသာနေမယ်ပြီးရင်မိတဲ့ချိန်ကျရင်အထက်ကခိုင်းလို့အထက်ကခိုင်းလို့ဆိုမင်းမေကူမင်းအောင်လိုက်ရပြန်လို့ဆိုရင်မင်းတို့ကလိုးကြမှာကိုမေကူလိုးများဟမ်ကတော့ဗျာကျွန်တော်ဒီနေ့တော့နည်းနည်းရိုင်းပြီ တကယ်စိတ်ထဲကိုမကောင်းဘူးอืมโอเคถ้าတော့ဒီနေ့တကယ်ကြီးယူလာတဲ့တင်ဟာอืมဆေးရမှာပဲဆေးရမယ်ဆိုတော့ဆင်ပြေသွားခလားဆင်ပြေဘာဖြစ်လို့လဲဆိုတော့เนาะအခုလို့ပေါ့ခုဒါဒီတင်ကမနေ့ကတင်သူဟာကอืมခုဒီဒီဘင်းကလေးတွေចောင်းပေါ့ဘုံကျဲတဲ့ကိစ္စဒီနေ့မှတက်လာတဲ့တင်เนาะအဲ့လိုမျိုးအများအားလုံနေတာတော့မှတဲ့မှာစစ်တပ်က တရားရဂိုင်းတော့မကောင်းဘောတဲ့ဒါပေမဲ့နည်းနည်းပဲရောက်မယ်သူပြောကြတာอืมอ่าဘောမတရားမှနေတဲ့ဟိုတက်တက်ခံလေနော်ကိုယောက်ကြားတော့ကိုကိုကိုယောက်ကြားတယ်ကိုယူထားတော့မှယောက်ျားမှမသိမိန်းမမှမသိတဲ့မိန်းမတယောက်ကနော်နိုင်ငံရေးရဲ့ဇက်ခုံမှာလာပြီးတော့နော်လုတ်ပိုင်ကလေးရမှာလို့အမျိုးမျိုးအချောင်လိုက်နေတဲ့កောင်မပေါ့កောင်မပြောရတော့ရှုံနော်အဲ့ဘလောက်တိအောင်တခုမှာယူကောက်ပဲပတ်သက်ပြီးတော့နော်တအားဟိုမှာ သတင်းစာရှင်းလို့မဟုတ်သူလုတ်ထားတာကျန်တဲ့လူတော်တော်ဆဲပြီးသွားပြီဒါတို့ကမနဲ့နဲ့ညဆိုတော့နည်းနည်းလေးတော့နောက်ကျသွားတော့နော်ဒါပေမဲ့ဘယ်ချိန်ဆဲရဆဲဆင်းအမိလိုက်ပြီးဆင်းတယ်နော်ဘလောက်ထိအောင်ကြက်တည်တုံးနေလဲဆိုတော့ငါတစ်ချက်တော့ကြည့်လိုက်အောင်နော်ဟုတ်ကဲ့နမတေကတော့ဟိုအစိုးရဖွဲ့နိုင်မလားမဖွဲ့နိုင်မလားပေါ့နော်အဲ့ဒါပြည်သူအဆုံးဖြတ်ဖြစ်ပါချင်းပြည်သူတွေကကျမတို့ကိုမဲနဲ့မဲနဲ့ကျမတို့ကိုထောက်ခံလိုက်တယ်ဆိုရင်တော့ကျမတို့အစိုးရဖြစ်သွားနိုင်ပါဖင်ခံလေဟမ် ဟမ်ကိုဖေကိုလို့မနင်တို့ဘဲနဲ့ထောက်ကြမ်းဟုတ်လားဟမ်အထောက်နဲ့ဆင်မှာနင်တို့ဘယ်နဲ့ပဲရတယ်ပြောစမ်းမအောင်ဟမ်7 point ဘယ်လောက်လဲ30တော့မပြည့်ဘူး30ရကတော့မပြည့်ဘူးဒါတော့မှ तू ဒီရွှေနန်းတော်လို့စိတ်နဲ့တော့ तू ဝင်နန်းနေပါမယ်အာသူတမိမဲထဲမယ်အာနောက်ပြီးတော့သူ့ယောက်ျားတော့အောင်ကူကူဝင်လာအာ ဒီလိုမှမနေသူတို့အဲ့ဟိုပါတီစီယုံရင်းတော့တဲ့ကိုထောင်ချီပြီးတုံးထားတာလေကျော်ညာဒီပါတီကိုတုံးထားနည်းလောက်တာอืมอืมอ๋อအခုသူတို့ကရွေးကောက်ပွဲအတွက်သူတို့မဲထည့်ရင်တော့ဆိုရဖြစ်ရှင်ဟာဆိုကင်မရာသူရကင်မရာယူနေတာစောက်ယူမှာလိုက်ပါတယ်อืมเนาะသူလင်ငယ်နဲ့သူနဲ့လိုက်တယ်ကင်မရာယူသူအစ်မမရှိတာသူကอืมမဲအောင်လိုက်ဒုတ်ကူကြောင်နေတဲ့ကောင်က ဒီသူလူထုပေါ်ပဲမူတည်ပါတယ်ရှင့်ကျမတို့တော့နိုင်ငံရေးပါတီတရက်အနေနဲ့အအစိုးရဖွဲ့နိုင်လောက်တဲ့ပါတီဖြစ်အောင်ကျမတို့ကအစဉ်အမြဲအကောင်းဆုံးစ조사နေတာဖြစ်ပါတယ်ဖင်ပတ်ခံတော့ဘလူးမနေမဲမထည့်ရှင်းလောင်းကြည့်နော်ဖေလူးမရဲ့နေမကျမတို့မဲထည့်ပါကျမတို့မဲထည့်ပါနေမမဟုတ်နေသမီးလည်းထွက်ပြီးဖင်ခံဘာလို့မမထည့်ဘူးရှင်းလားကတော့တော့ကျွန်တော်ပြောပြီးသားကျွန်တော်စရတယ်ပြောကျွန်တော်ဒီနေ့နည်းနည်းလေးရိုင်းမှုပြပါတခုတော့ခံပါပါ ူတို့ထဲမှာအေးတခုတော့ထဲမှာဦးသမီးတို့ထဲမှာအေးတခုတော့ဘယ်တော့မဟုတ်အေးငါယွန်လို့လုံးမအဲ့ဒါတော့အဲနံပါတ်1မေကုံးပေါ့နော်နံပါတ်1မေကုံးကတော့ဟိုအဲရတားဆိုးရနဲ့တတ်ဆိုးရတလဲစီလာနေတယ်ပေါ့နော်အဲ့အဲ့ဒီကိစ္စလေးပါရှင့်အဲ့လိုတက်ဆိုးရလဲဖေလိုမှတက်ဆိုးရမဟုတ်အာနာထသိလို့သူတို့ကအဆိုးရဆိုးရလုံနေတာဘာတက်အဆိုးရ ဟုတ်ကောင်ကတလုံးချင်းဆင်းမယ်တလုံးချင်းပဲပါလဲဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်စဉ်ကြီးမတည်ငြိမ်သေးဘူးဆိုတာပြောတာဖြစ်ပါရှင်အဲ့လိုမတည်ငြိမ်အောင်ဘယ်သူတွေကလောက်ကြတာလဲလို့ပြောလို့အဲသူတွေလောက်ကြတယ်ပြောသားဖေလို့မနေပြောသားနေပြောနားထောင်နေပြောရင်ငါဆန်းကဲဘယ်သူတွေလောက်ကြလဲပြောသားဟိုဖေကိုလို့မပြောသားအေး နှစ်ပိုင်းရှိပါတယ်ရှင်နံပါတ်1ကတော့ပြည်တွင်းကကိုဟိုပြည်သူလူထုတွေပေါ့နော်အဲ့ဒီပိုင်းဟုတ်လားပြည်သူရလောက်တာပြည်သူရလောက်တာရောလာပြီနော်ကိုဖေကိုလုံးမပြောပြီနော်ဟမ်နော်ပြည်သူတို့ဒါစော်လာတယ်နိုင်ငံမှာမတည်မငြိမ်ဖြစ်အောင်လုပ်တာပြည်သူကလုပ်တာတယ်နော်ဖေလုံးမမဲထက်ကျင်စရာကောင်းတဲ့မိမဟမ်ပြောနေသားရေပုံမှာဆက်ရဆက်ရရေဟိုဘက်မှာလဲ ိတ်ကမကောင်းလာတာဆိုတော့လေလူတို့တပိုင်းအပြည်တွင်းမှာရှိတဲ့နိုင်ငံရေးသမားတွေအဲတမရောပေါ့နော်တမရောတောင်းဝန်ရှိသူဒါလည်းတပိုင်းရှိတယ်လို့ပြီးလို့ရှိရင်နိုင်ငံတကာကနိုင်ငံတကာရဲ့အဲပြောမယ်ဆိုရင်တော့ဟိုနိုင်ငံတကာရဲ့အဲစပတ်မှုတွေလည်းပါနေပါလေရှင့်ကျွန်မအဲ့ဒါကိုဟိုကျွန်မအခုအချင်းချင်းပြောမယ်ဆိုရင်တော့ကျွန်မတို့ကအဲကျွန်မတို့ကစီလုံးညီညွတ်တဲ့လူအဖွဲ့စည်းမတီထောင်နိုင်သေးဘူးဒါကျွန်မတို့က အမှန်တိုင်းပဲကျွန်တော်တို့ဝန်ခံရမှာဖြစ်ပါတယ်နံပါတ်၁ကလက်နက်ကင်အဖွဲ့အစည်းတွေပေါ့နော်ဒါတပ်မတော်ကလွဲရွေးပေါ့တပ်မတော်ကလွဲရွေးလုံခြုံရေးတပ်ဖွဲ့တွေကလွဲရွေးဟို state actor တွေကလွဲရွေးပေါ့နော်လက်နက်ကင်အဲလက်နက်ကင်ပြိပခဖြစ်နေသေးသေးရဟာအဲကျမတို့ပြည်တွင်းရဲ့ကျမတို့ကျမတို့နိုင်ငံရဲ့ကိုခံအားမကောင်းဘူးပေါ့နော်ကိုခံအားမကောင်းရင်တော့ယောဂါတွေကဝင်ပါပဲယောကိုခံအားမကောင်းနေဖင်ထွက်ခံလိုက်လက်နက်ကင်ထဲမှာတော့သူ့ လေငယ်မင်းအောင်လိုင်ရဲ့တက်မတော်မပေါအောင်တွေ့လားအင်းဖေလိုမဆဲမဆဲမတလုံးချင်းဆဲမအင်းဒီစစ်တပ်ပဲသူကကင်ပေါ့ကွာကျန်တဲ့လူကကင်တဲ့လူကျန်တာလုံးမဟာမဆိုတာပြင်ပလာတာကိုခါအားဆိုတာတော့ကျမတို့ကိုကိုဟာကိုအနည်းစင်ဆပ်ရှောင်းရမယ့်ကိစ္စပေါ့နော်။နောက်အဲ့ဒါကြောင့်မလို့ဒီအပြစ်ခတ်ရက်ဆဲရေးရနေပြီးတော့မှအဲကျမတို့ အဲထာဝရငြိမ်းချမ်းရေးကိုရောက်အောင်ပေါ့နော်ဆိုလို့ရှိရင်လက်နဲ့စွန့်ဖို့စူးစမ်းကြပါအဲနိုင်ငံရေးစကားဝိုင်းကိုလာကြပါလို့ကျမတို့ကအဓိကနံပါတ်1 message ပေးချင်တာဖြစ်ပါတယ်ချစ်လက်နဲ့စွန့်ခိုင်းနေလင်ကိုရေစွန့်ခိုင်းဖေလိုမရဲ့ဟမ်ပြောတော့ငြိမ်းချမ်းရေးစကားဝိုင်းငြိမ်းချမ်းရေးစကားဝိုင်းနဲ့အခုပဲကဲဒီနေ့ပဲနေလင်လေးနဲ့ဘုံကျဲတာလေကဲဒီနေ့မှာဟိုလည်းငင်းရောကဲ ဲ့လိုပြောတယ်ခုရုရှားမသွားခင်ကသူဟုတ်တယ်မလားအဖြစ်တလားရပ်ဖို့ထပ်တိုးတယ်တတ်တိုးတယ်ဆိုပြီးတော့ဖာစကားပဲပြောတယ်သူကဖာတယ်သူကလုံးမဟာသူလင်ကြတော့ဟိုလက်နဲ့မချခိုင်းဒုတိယ message ကတော့ခုနပြောသွားတဲ့အတိုင်းပဲပြည်သူလူထုအချင်းချင်းစီးလုံးညီညွတ်ကြပါအဖြူမဟုတ်ရင်တော့ तू ကအမဲပဲလို့ယူဆပြီးတော့မှအနီအဝါအပြအစိမ့်တွေအကုန်ရှိတာကိုလက်မခံမဲနဲ့အဖြူမဟုတ်ရင်အမဲပဲဆိုတော့အဲကျမတို့လူအဖွဲ့အစည်းဖြစ်နေတဲ့၍ကျမတို့ဒီလိုပဲအချင်းချင်း ရန်ဖြစ်နေကြရန်ဖြစ်နေတဲ့ရွေးရတော့ကျွန်တော်တို့ကိုခံအားပေါ့နော်နိုင်ငံတော်ကိုလူတယောက်လိုစဉ်းစားရင်ကျွန်တော်တို့ကိုခံအားနည်းတဲ့အဲကျမ်းမာရေးအဲကျမ်းမာရေးထိခိုက်လွယ်တဲ့အဲလူတယောက်ဖြစ်နေမှာပေါ့နော်နိုင်ငံတစ်ခုဖြစ်နေမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဘာပြောဟုတ်လားဟုတ်လား နော်ခုနကသူပြောသွားတဲ့ကအဖြူမို့ရအမဲလို့ပြောတာနော်အဲအဝါစိတ်တော့ तू ကအပြတ်လောက်တာအပြတ်လောက်တာအပြတ်လောက်တာပြောချင်တာတဲ့မှာ तू တို့ကမတူညီတဲ့ခွဲပြမဆိုင်မှုတွေတာကွာမတရားအာဏာတရားဝင်ဒီမှာရွေးကောက်ခံရတာဟုတ်တယ်မလားရွေးကောက်ပါလားလို့နိုင်ထားတာကိုအနိုင်ပြစ်ပြီးတော့အကျဉ်းချင်းကြအခုဟိုး60ခုနှစ်တည်းဟုတ်လားတိတ်နေတာလေအာဏာကနော်အဲကြောင့်မလို့ဒီကောင်းလေးမရှိမှဖြစ်မှာကိုယ့်နိုင်ငံတိုးတက်မှာအဲကြောင့်တော်လာယူလို့ပြောတော်လာယူဘက်ကရက်တဲ့လူကအမှန်ဘက်ကိုရက်ကမှာ ဟုတ်တယ်မမလိုက်ဘူးဆိုတော့ဒါအမဘက်ကိုလိုက်တာရှင်းရှင်းလေးအမှန်နဲ့အမနှစ်ခုပဲရှိတယ်ဘာတွေစိမ့်သွားလဲညာလုံးအချောင်းသမားတွေတူတာအာချောင်းသမားတွေဒါလည်းဆိုလို့ရှင်နံပါတ်1ကျွန်တော်တို့ပြည်သူလူထုကဘာကိုသွေးခွက်ခံထားရလဲဆိုလို့ရှင်တမရော်နဲ့ပြည်သူလူထုနဲ့သွေးခွက်ခံထားရပါတယ်နံပါတ်1ဟုတ်ကဲ့ဟုတ်ပြီတမရော်နဲ့ပြည်သူလူထုသွေးခွက်တာဘသူကခွဲတာဘသူကပွဲအောင်လုပ်တာလဲအဲဒါနင်းငါမေးပဲကဲဘူချုပ် ဘိုးချုပ်အောင်ဆန်းလက်ထက်မှာတက်မတော်တဲ့ပြည်သူတွေးပွဲလာဟုတ်ကဘိုးချုပ်ပြီးတော့ဦးနုဦးနုလက်ထက်မှာတက်မတော်တဲ့ပြည်သူမပွဲဘူးတွေးပွဲလာနော်တက်မတော်သားကြီးလာရင်ခါရယူနီဖောင်းနဲ့လာပြီးဟေ့ဆိုရင်ဟာချစ်လိုက်ကြတာဖက်နန်းပါချစ်လိုက်ကြတာဟဲ့တို့ကရွာတွေရောက်ပြီဆိုရင်ခါရဲဟာစစ်ဝတ်ဆုံးနေဆိုရင်ချက်သားချက်ကျူးရတာနဲ့ဟုတ်လားဘာစားမလဲပါလဲနဲ့ဟမ်နေအဲ့ဦးနုကဦးနေဝင်ကမှာ စပြီးတော့ပြည့်ညွန်းလာပြီဟုတ်အဲ့ဒါအနာသိမ့်လာပဲနော်အေးဦးနေဦးခဲမှာစပြီးတော့ပြည့်ညွန်းလာပြီအဲ့ဒီအချိန်မှာပြည်သူတွေကမပြောရဲဘူးတနေ့ကြောက်တယ်ဟမ်နောက်ပြီးတော့ဦးတန်းရှင်ခဲ့ဟမ်ဦးတန်းရှင်ဦးတန်းရှင်ခဲ့မှာလည်းဒီတိုင်းနဲ့နော်ပြောရဲဘူးပြောရဲဘူးပြောရဲတိတ်မပြောရဲဘူးပြောရဲတယ်ဘူးအဲတစားတစားတော့ပေါ်လာပြီပေါ်လာလိုက်အာပေါ်လာလိုက်ပန်းလိုက်စိတ်ကိုလိုက်နဲ့ဟမ်ဘာလို့လဲဆိုတော့တက်မတော်ကပြည်သူတွေကိုအကြောက်တရားနဲ့ ုတ်ချုပ်လာတာလေဟုတ်တယ်နောက်ဥသိသိခေအဲဥသိသိခေကနေမှဥသိသိတမနာဖြစ်တဲ့ခေမှာဆိုရင်ပြောနည်းနည်းရပြောလာပြီ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 ဟာတက်မတော်လုံးဝမကောင်းတာလေသိရလေဟမ်နော်နေတက်မတော်ကြောင့်တိုင်းကြီးတိုးတက်ဖွံ့ဖြိုးတာဗာလေးရှိတယ်ပြီလို့မှငါ့ကိုတရားတွေလုတ်ပေးတာ၄ဟာအမြန်လမ်းဖောက်တာကြီးလာမပြောနဲ့อืมเนาะအဲ့ဒါဘယ်ဆိုရတဲ့လှုပ်ပြီးလို့ရတဲ့ဟာကြီးอืมနင်တို့လှုပ်လှုပ်တာနင်နင်တို့ခိုးတာများများ နော်တပ်မတော်နဲ့ပြည်သူသွေးကွေးအောင်လုပ်တာဟွတပ်မတော်ကိုကိုယ်နိုင်ငံကတပ်မတော်ကစီစဉ်ကြဖြတ်စည်းလိုက်တာကိုယ်ငါနောက်ကိုရီရှင်မှာလည်းငါထည့်ထားတယ်နော်အဲ့ဒါဘာဖြစ်လဲဆိုတော့အဲ့ဒီ60နှစ်ဟွာအနာသိပြီးတော့ဥနေဝင်းတော့လည်းတော်သေးတယ်ပြောတယ်။ဘာလို့လဲဆိုတော့ तू က तू ပဲခိုးတာအဲ့တော့ဟုတ်တယ် तू တယောက်ပဲခိုးတာကျန်တဲ့ကောင်လည်းခိုးတယ်။အဲ့တော့အဲ့ရနေမှာဥသားရွှေလည်းရောက်ရောက်ကောင်းငါလည်းခိုးမှမလို့လည်းခိုးရဆိုပြီးတော့အကုန်ဖွင့်ပေးတာဖွင့်တော့ဖွင့်ပြီးတော့အဲ့မှာ ဘုံမှုတော့အစားပြီးအကုန်ခိုးတော့ဘုံမှုတော့ငါတို့စစ်တန်းတက်တော်မင်းကလည်းဒီခွဲဘိုကြီးอ่ะငါတို့စစ်တန်းခွာသေးလားဟိုလူရ200ရှိတယ်မလား250ရှိတယ်မလားအဲ့မှာမင်းလာတယ်လာတယ်ပိုးတဲ့ဆိုင်လေးသူ့ရင်အုံထမ်းပေါ်လာဘာလို့ဘာလို့ရောမကောင်းကန်နေစားအဲ့မှာမျိုးတွေတော့ခုတ်ချောင်းစားအဲ့ဘိုးစင်းနော်ဒီတင်တန်းဆိုတာဒီတဲ့ကိုလာဖို့ပြောတာအမှန်စီးရုံတော့မှာလေမဟုတ်ဘူးအဲ့တင်တန်းသားအစတွေကနေဒီကောင်တွေကဂုတ်သေးဆိုပြီးတော့ ခိုးကြတာဆိုတွက်ကြည့်လိုက်တော့ဘယ်ထိကအပေါ်ထိဆိုဘယ်လောက်ခိုးမလဲကိုယ်နိုင်ငံတရားသားဆိုဘယ်လောက်ခိုးမလဲတွက်ကြည့်လိုက်တော့အဲ့ချိန်တော့မတ်မိပါသေးတယ်ငါတို့10တန်းဖြည့်တော့ဆိုတာပူတင်တဲ့တက်ချင်တယ်တပုံကြီးဟွန်းဘာလို့တက်ချင်တာလဲမေးတော့အစ်လည်းမတိုက်တော့ဘူးပြဟမ်ဘူဖြစ်ပြီးဆိုနေဝင်ဝေးအရန်ကောင်းတာလေနော်ပဲလေဘလောက်တော့ဖိုးကောင်းလဲဆိုတာကြည့်တော့ပါကျွန်တော်ကလို့ရင်ပါမစိုးမကောင်းဘူးဆိုတော့ရှင်တက်မှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်ကောင်းတယ် ကတရားရာဂိုင်းလုံးကောင်းတယ်လို့ကျမမပြောပါဘူး။တတ်မှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်။ကောင်းရင်ကောင်းတာကိုမြင်မှာမကောင်းရင်မကောင်းတာကိုပြုပြင်ဖို့လို့အတွက်ကျမတို့မိသားစုဝင်အချင်းချင်းမောင်နှမအချင်းချင်းအဲတတ်မတော်မကောင်းတာရှိလို့ပြောကျင်တယ်ဆိုလို့ရှိရင်အပြုသဘောနဲ့ပြောပြီးတော့မှပြောပြီးတော့မှဒါပြည်သူချစ်တဲ့တတ်မတော်ဖြစ်လာအောင်ကျမတို့ဆောင်ရွက်ကြဖို့လိုတာဖြစ်ပါလေရှင်။ဖေဖေလို့မှပြောတော့လေနင်းလျက်လက်ခံလို့လား။ဟမ်ပြောတဲ့လူတွေကုန်ထောင်ချ။ဟမ်ဟမ် မဟုတ်လို့တက်ပြောင်ပါသေးတယ်ဟုတ်တယ်မကောင်းတာနဲ့ကောင်းတာလည်းရှိတယ်ကောင်းတာလေးပြောသမ်းပါလို့ဒီပြောတော့ဘာကောင်းလဲဟာကောင်းတာလည်းပြောကြည့်ရနေပါလေမင်းလိုက်နေတက်ချတဲ့ချိန်ကောင်းတာလားဟိုလေကိုလုံးမရဲ့အဲ့ဒါအစ်စ်တယ်ဆိုတော့ကောင်းပါဘူးလုံးမဟာမပြားပြားချင်းပို့နေတယ်ကောင်းပါတော့တမရောကနေအုတ်ချုပ်ခဲ့တော့ဆိုလို့ရှင်တမရောကတရားရာဂိုင်နှုံးအတရားရာဂိုင်နှုံးကျမတို့နိုင်ငံအာဏာကိုယူထားတာပေါ့နော်နိုင်ငံကိုတာဝန်ယူထားရာနေပြီးတော့2008ဖွဲ့စည်းပုံကြတော့ အစိုးရထဲမှာဒုတိယဒုတိယသမရ3ယောက်မှာတယောက်ပဲပါတော့တယ်။ဝန်ကြီးဌာနတွေအများကြီးထဲမှာဝန်ကြီး3ပါးပဲပါတော့တယ်။ပြီးလို့ရှိရင်လွှတ်တော်ထဲမှာဆိုလို့ရှိရင်လည်း25ရာခိုင်နှုန်းပဲပါပြီးတော့မှခုနစောက်ယူမှာလွှတ်တော်ထဲမှာနေလို့တက်မတော်တာထိုင်လို့မထိုင်သင့်တာဖေလို့မရဲ့ဟမ်ဟမ်လွှတ်တော်ထဲအစိမ့်သားဘာမှမပြိုင်မဲနဲ့ဘာလို့ဝင်ယူထားတာဟမ်ဖင်ခံလို့လားပြီးွားမှမဟုတ်လေကျန်တဲ့အောင်ပြောလို့လေနော်တကယ်နိုင်ငံအာဏာတကယ်ဟို ိုနေအဟာတွေကကြတော့အကုန်ယူထားတယ်သူတို့ကဟုတ်လားပြည်သေးရေးလို့ဆိုတော့ဒီစက်တက်ကအခုကောင်းတော်ကဘယ်သူခန့်ရလဲဟုတ်လားမင်းအွန်လိုင်းမင်းအွန်လိုင်းသမရခန့်လို့မရဘူးဟောတက်ကြည့်အောင်လေလို့အကုန်လုံးရပိုင်ကိုလောက်ကဟိုအမိတ်ရှိတဲ့မြဟာအာဒါအကုန်လုံးကသူတို့ယူလာဟိုမှာအရသာဆိုတာတဲ့မလားခါလှုပ်လီလှုပ်လဲလှုပ်လီလှုပ်လဲခါသွားဟိုကနည်းနည်းလေးလှုပ်မယ်ဆိုထားကောက်ကြပြန်ထားကောက်ကြပြန်ခါတောက်ဆောက်ကောက်ကြလာဘာကောင်းကောင်းလှုပ်လို့ဟိုယူမှာဆောက်ခေါက်ကကြက်တီလုံးဝမရှိဘူး ဘုံပါလို့အတကုံမလားမမနေလို့မမကြတော့တိတ်မကြတော့ဘူးတိတ်မကြတော့ဘူးတက်ငါးရာခိုင်နှုံးဒီဒါပြည်သူကရွေးကောက်တင်မြောက်တဲ့အဲဒီရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်ပါလေရှင်အဲ့ဒါကြောင့်မလို့ဒီ2008ဖွဲ့စည်းပုံနဲ့ပဲကျမတို့ကတကယ့်ကိုပေါ့နော်ဒီအတိုက်ခံပါတီဆိုပြီးတော့မှတောက်လျှောက်ဟိုရက်တီလာတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုမျိုးပါတီလိုမျိုးတောင်မှ အစိုးရတက်လုတ်ခဲ့သေးတာပဲအဲ့ဒါဘာဖြစ်လို့2008ဖွဲ့စည်းပုံအခုထပ်တိပြောနေတာလဲပေါ့နော်တိုးတော့အာဘာလို့လဲဆိုတော့ပြည်သူကထောက်ခံလို့လေအဲ့ဒါဒီပါတီကတက်လုတ်တာအစိုးရဆောက်ယူမရဲ့ဟမ်ဟဲ့ပြည်သူထောက်ခံအစိုးရလုပ်လို့ရတယ်ဖေလို့မရဲ့တခိုးလို့ကထောက်ခံဟမ်နေပြည်သူမထောက်ခံနေဒါအဲ့နေနတ်ပြည်ရလားဟွကြားမင်းလာပြီးပြိုင်မလားမြန်မာနိုင်ငံလာပြိုင်မလားဟွနော်ပြည်သူမထောက်ခံကြားမင်းလဲသွား ကက်ချက်တွေတော်တော်တုံးတာတော့တုံးတာမှာမဟာမှာနှစ်ထောင်ရှိဖွဲ့စည်းပုံဟိုကတရားရဂိုင်းတော့ကောင်းလားဆိုတော့လည်းမဟုတ်ပါဘူးဒီကျမကျမကျမလည်းနဆကမှာ၄နှစ်တာဝန်ထမ်းဆောင်ခဲ့ပိုးပါလေဟိုဆိုလို့ရှိရင်ကျမတိရတဲ့လောက်တော့ကျမဒါဟိုကျမတိရတဲ့လောက်အကဲခါရတဲ့လောက်တော့ဟိုတပ်ဖရောအာနာမသိချင်ပါဘူးရှင်ဟာကိုဖေကိုလိုမရဲ့ အကွာတော်တော်လေးအားလုံးဆုံးနေတယ်။ကျမတို့အာနာမသိနေလီးလို့သိကြတာလို့ဟမ်အာလူကလာတော့မယ်မင်းကြီးမဲလိမ်မဲခိုးလို့လာအောင်မယ်။စောက်ကောင်မကြီးကျမတို့အာနာမသိချင်ခဲ့ပါဘူး။อืมအဲတိုးတော်လဲအဲတိုးတော်လဲဒီမဲတမမဲမတမမှုကိုလက်ခံလိုက်လို့ရှိရင်အစင်လာဖြစ်သွားလို့ရှိရင်ကျမတို့ဒီထက်ဒီဆိုးဖို့ပဲရှိပါလေ။อืมအဲဒီထက်ဒီဆိုးဖို့ပဲရှိပါလေ။ ဆိုလို့ရှိရင်ဒီမိုကရေစီမှာစီကံသေးဖို့မူကအရန်ရေးကြည့်ပါတယ်ရှင်စီကံလိုက်နာဖို့အရန်ရေးကြည့်ပါတယ်ဒီစီကံကိုမလိုက်နာဘဲနဲ့ဒီဒီဒီမဲမဲအရေးအတွက်တွေပေါ့နော်ဒါကကျမပြောတာမဟုတ်ပါဘူးကျမပြောတာမဟုတ်ပါဘူးအဓိကတော့ဒီ UEC အစ်စ်ဖွဲ့ပြီးလို့ရှိရင်ဒါတွေကအကုန်လုံးဟို investigate လုပ်ပြီးတော့မှအချက်လက်တွေနဲ့ဒီ website တွေမှာဘာသာစကား၅မျိုးနဲ့တောင်ကဘာကိုတင်ညာထားပြီးသားဖြစ်ပါတယ်ရှင်ပြီးခဲ့တဲ့ လူရောဖောက်လာပြန်လာနော်အစောကြီးကသူ့မဲလိမ့်တယ်မဲခုတယ်ဆိုရင်ရှင်းဟုတ်လားရွေးကောကဘာလဲအဲ့မပတ်ဆက်နေသူကတင်ပြီးတော့လေပြန်မလားရှင်းဆိုတော့မရှင်းမနဲ့ဖာသာဟာတွေပြောတယ်တင်းညိုတတတင်းညိုတရားတော့တော်ချက်တည်ရုံးနေမင်းသားကြီးမတော့လို့တမ်းမကြီးထူတော့ဟမ်အဲ့တော့မဟုတ်သူကလိုက်လျှောက်ဘူးသွားပြီဒီကောင်မကြီးက 2020ရွေးကောက်ပွဲကျွန်တော်တို့ပါတီလည်းဝင်ခဲ့ပါတယ်အဲကျွန်တော်တို့လည်းခန်းစားခဲ့ရပါတယ်ခန်းစားခဲ့ရပါတယ်ရွေးကောက်ပွဲမတမာမှုရတဲ့အောင်ခန်းစားခဲ့ရပါတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကိုတွေးဖြစ်ပါတယ်အဲကျွန်တော်တို့ကတော့ကိုတွေးဖြစ်တယ်သို့တော်လည်း investigate လုပ်ပြီးတော့မှဒီအချက်လက်တွေနဲ့တကွာကဘာသိအောင်ဟိုနိုင်ငံခြားဘာသာ၄မျိုးနဲ့မြန်မာဘာသာနဲ့၅မျိုးအဲကျွန်တော်တို့ website တွေမှာတင်ထားတာဖြစ်ပါလိမ့်ရှင်ဒါတွေကိုနိုင်ငံတကာကနေပြီးတော့မှမသိချင်ဟန်ဆောင်ပြီးတော့မှဟိုအဲဒီ ရွေးကောက်ပွဲမတမန်မှုဖြစ်လို့တမရောအာနာထိန်းရတဲ့ကိစ္စကိုတမရောအာနာထိန်းရတာကိုပဲရုံးမယ်ဖွဲ့ပြီးတော့မှရွေးကောက်ပွဲမတမန်မှုဖြစ်တဲ့ဖြစ်ခဲ့တဲ့ကိစ္စကိုကျွန်မတို့မပြောကြအောင်ပေါ့နော်။အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်ထိနိုင်ငံရေးအရကျွန်မတို့ပြည်သူလူထုကြားထဲမှာနိုင်ငံရေးအရကျွန်မတို့သဘောထားကွဲလွဲတာတွေဖြစ်ပြီးတော့မှဒီနေ့ဒီအချိန်ထိတကယ်ကိုဆိုးဆိုးရွားတဲ့ပေါ့နော်။ကျွန်မကျွန်မအသက်58နှစ်ရှိပါပြီ။အဲကျွန်မတက်တက်အဲ့ဒါဆိုရင်သွေးဆုံးနေပြီ။ ။ဒါသွေးမဆုံးမဲ့မဲ့အဲသွေးဆုံးမဲ့ဒီကောင်ကဘွေးမမုံသေးဘူး။ဟုတ်။ဒီတိုင်းဘောမလား။အာ။ကျွန်မကျွန်မတည်းဒီကြီးကြတဲ့ပုံကိုယ်တွေလည်းပါပါတယ်။ကျွန်မတသက်လုံးမှာတော့မြန်မာနိုင်ငံအခုချိန်အဆိုးဆုံးချိန်ပဲ။ဟုတ်။အဆိုးဆုံးအဆိုးရွားဆုံးအချိန်ပေါ့နော်လုံခြုံရေးရလူမှုရေးရစီးပွားရေးရပေါ့နော်စသဖြင့်နိုင်ငံရေးရအဆိုးရွားဆုံးအချိန်ဖြစ်ပါတယ်ဒါတွေကဘယ်သူကလှုပ်တာလဲလို့ပြောလို့ရှိရင်ခုနလူတယောက်လို့ဥပမာပြောလို့ရှိရင်ကျမတို့ကကိုကံအားနည်းတယ်ပြီးတော့ ောက်ဝင်းချိန်မှာယောဂကိုမွားတွေအများများတယ်။များနေတဲ့အချိန်မှာကျမတို့ကအာဒီလိုယောဂကိုတေကောင်ပေါင်းလဲခံစားနေရတာဖြစ်ပါတယ်။နောက်အဲ့ဒါကြောင့်မလို့ကျမတို့ကအာခုနပြောသလိုပဲအဲဒီကျမဖြေတာတအားကြသွားမှာဆိုလို့တခြားမီဒီယာတွေလည်းဟိုအချိန်ပေးခြင်းတဲ့ခါကြတော့ခုနပြောင်းပြန်လန့်ပြစ်မလားဆိုလို့ရှိရင်ပြည်သူအားနဲ့ပြောင်းပြန်လန့်လို့ရပါတယ်။ပြည်သူတွေအမြင်ကျေဖို့လိုပါတယ်။ကိုကိုမိသားစုတွေမှာပဲကျမအဲကျမဟိုဟာပေါ့ရှင့် ဟိုဥကိုကိုကြီးပြောတဲ့စကားလေးရှိတယ်အဲ့ဒါကျမအဲဟိုပေါ့လွတ်လပ်ရေးနေ့တနေ့မှာဟိုကားဆောင်ရင်းနဲ့ပေါ့နော်အခမ်းအနားအထွက်မှာကားဆောင်ရင်းနဲ့ကျမဥကိုကိုကြီးနဲ့ကျမစကားပြောပြတယ်အဲသူစကားပြောပြသူဟိုတယ်ခေါ်သွားဥကိုရသူဖိန်ထောင်လို့လိုက်ပြီးရောကတော့ပါလားမတော်ဘူးဆက်နာမထားတော့နားထောင်အောင်နည်းနည်းနားထောင်ဒီမှာသူပြောတဲ့စကားတဲ့အဲကိုကိုကြီးပြောနေကြစကားသူ့စကားလို့သူပြောနေတာဟုတ်လားအင်းအဲ့ဒါဘာလဲဆိုအဲ့စကားဘာလဲဆိုတော့နားထောင်လိုက်အောင် ဖြစ်တော့ဘာပြောလဲကျမဘာပြောလဲဆိုလို့ရှိရင်ကျမပြောတယ်အခုခါကလို့ဟိုမိသားစုဝင်ချင်းချင်းမတည့်မညီညွတ်ပြီးမတည့်နေတာဒါပေမဲ့ကိုနေတဲ့အိမ်ကိုမီးရှို့နေတာဖြစ်နေတယ်อืมตัวจริงอ่ะไอ้กูเองกูมีชูดาบดุเลยกูเองกูชูดาบดุชูดาเลยนะกูเบกูโลมาอยู่เนี่ยเปล่าแต่50คนเนี่ยอะคู่เฉยนี่อติญญาไม่ชีได้อยู่ล่ะอืมอติไม่ဝင်ได้อยู่ล่ะเนนุบาเลยอานายูนี่โดมั้ยล่ะฮะยูโหอานายูโดดาอะไรไม่ชอบเลยอะคู่ดาดีอ่ะ ရှေ့ရှေ့တယ်လည်းတော်သေးတယ်ကအခုရွေးကောက်ပွဲနီးလာပြီပါညာဆိုပြီးတော့တဲ့တယ်ကွာဘောတွေမနေဘူးနော်အာတာလီမားဟိုနေပေါ့မဲလေးများရမှာလို့ဒီပါအဲ့တော့တော်ပြီပါတော်ပြီတော်ပြီတော့ဒီတော့တွေးနေတော့တွေးသွားဟိုတကယ်တကယ်ကျွန်တော်စိတ်လည်းမကောင်းဘူးတကယ်လည်းကျွန်တော်တွေးအဲ့သတင်းဖတ်ပြီးတော့ဒီဘဲကိစ္စသတင်းဖတ်ပြီးတော့ကျွန်တော်တကယ်တွေးလေးကျွန်တော်တွေးနေတယ်နော်ဒီဖေလူးမလည်းသူထက်လာပြန်ဆိုတော့ ဟိုကျွန်တော်ကလည်းအာအခုမပြောဘဲနေပါလားမပြောဘဲနေလို့မရအောင်မဆဲဘဲနေလို့မရလို့ကျွန်တော်ကနေတယ်နေတိုင်းဟုတ်တယ်ဒီဘောမတွေကျွန်တော်ကနိုင်ငံကိုဆဲနေတာဟုတ်နော်ကဲဒီတော့ရတအားများသွားလို့ဟုတ်တယ်ငါကအဲ့ဟိုကဇောဟောပြောထားသေးတာမဲပြည်လားအခုသူတို့ဘက်ကတည်းကအမှန်လေးပေါ့ကွာပြည်လားငါတို့ဘက်ကလီဇယ်ကြီးပြောနေတာတဲ့အဲ့လောက်ထားသေးတာခွေးတောင်စား နော်မင်းတို့ဝေတော်ကဘယ်သတင်းမှန်လဲဘယ်သတင်းမှားလဲဆိုတာထမင်းစားကြည့်တဲ့လူတိုင်းအကုန်သိတယ်နော်လိမ့်လို့မရဘူးအဲ့တော့တသက်ခိုင်ကိုအဆုံးသက်လေးမှာပြောခဲ့မယ်ဟုတ်ပေါ့ကျွန်တော်ရွေးကောက်ပွဲလုပ်မယ်မလားအေးပေါ့နော်ဖြစ်အောင်လုပ်ကြပါတော့အေးဖြစ်ပြီဆိုလဲမဲရခြင်းလားမဲရခြင်းတော့နော်အဲ့နေလို့ရွှေလုံးတစ်မျိုးနင်းလင်ရောနေသမီးရောနေရောအဲ့မှာပြည်သူလိုက်ပြီးတော့ဖင်တာပက်ခံတာအဲ့ကြတော့မဲရရမဲမရရင်ဒုတ်ရမယ်လို့ပြောကြတယ်ကျွန်တော်စီစီလို့ဒီမှာရင်နာပါခင်ဗျ အားလုံးကျေးဇူးတင်ပါတယ်